လူပေးမသွားတဲ့အခါတမိုးတွေကြတဲ့တဲ့ဘဝမှာမေတ္တာပေး၍မေတ္တာမရဘူးဆိုတဲ့အခိုက်အတန့်တွေကိုကြုံမှုကြလားကိုကပေးလိုက်တာကမေတ္တာတွေပြန်ရလိုက်တော့နာကျင်မှုတွေကိုကကိုချင်းစာပေးပြန်တော့လည်းပဲပြန်ရလိုက်တော့လိန်ညာမှုတွေကိုကယုံကြည်ပေးပြန်တော့လည်းပဲမောင်ကိုလုတ်ရလိုက်တာဆိုတဲ့ကောင်းစဉ်နဲ့မျက်ရည်စားတွေကိုပဲပြန်ရတတ်တယ်တခုသိထားပါဘလောက်ပဲဘဝနဲ့ရင်ပြီးတော့တံမိုးတွေကြီးနေပါစေ တံမိုးမသိတဲ့သူကိုသွားပေးမိလိုက်တဲ့အခါကိုပေးသည်မြအရာတိုင်းဟာတံမိုးတွေမဲ့နေအောင်ပါပါ။ဒါကြောင့်ပေးသည်မြအရာတိုင်းကိုပြန်ရဖို့အတွက်မျောလင့်ချက်တွေနဲနိုင်အောင်ကြိုးစားပါ။နောက်ဆိုရင်မပေးခင်တည်းကနာကျင်နေရပြီဆိုရင်အဲ့ဒီသူဟာကိုယ့်ရဲ့ပေးဆက်ခြင်းတွေနဲ့ကိုယ့်ရဲ့မေတ္တာတွေနဲ့ထိုက်တန်ရဲ့လားဆိုတာကိုတစ်ခါပြန်စဉ်းစားကြည့်ပါ။တစ်ခါလိန်ညာခံရတာတစ်ခါလှည့်စားခံရတာကကိုမသိလို့ လူမားပေးမိတယ်လို့ပြောလို့ရပေမဲ့နောက်တဲ့တခါထက်ခံရရင်တော့ဥပကမှားလို့ပဲဖြစ်လိမ့်မယ်လူတိုင်းကကိုယ်တန်ဖိုးနဲ့ကိုယ်ရှိတာကြောင့်ကိုယ့်ရဲ့တန်ဖိုးတွေကိုယ့်ရဲ့မြင့်တာတွေကိုယ့်ရဲ့စေတနာတွေကိုစော်ကားကြတဲ့အခါနောက်ထပ်မပေးမိအောင်စူးစမ်းပြီးတော့ကိုယ်တန်ဖိုးနဲ့ကိုယ်နေထိုင်ပါ